င်္ဂလာပါယနေ့အတွက်မြန်မာသတင်းနှင့်နိုင်ငံတကာစိတ်ဝင်စားစရာသတင်းများကိုမပုတ်ဘူးစူးစီးတင်ဆက်ထားတာပါ2025ခုနှစ်ဒီဇင်ဘာလစတင်မှာလာရီမှာအောင်စီအောင်မောင်းနဲ့စစ်ချီတေးကိုဆိုကစစ်ခရာမှုတ်တန်နဲ့စင်မီဟီတန်ကိုကြားရဖို့ရှိပါတယ်2025ဒီဇင်ဘာလစတင်မှာလာရီမှာလေ အလံတော်ကိုကြည်တာအတန်ကိုနားဆွင့်အောင်စီအောင်မောင်းနဲ့အောင်လံတော်လွှင့်ပြီးစစ်ကြည်တေးကိုဆိုကစစ်ခရာမုတ်တန်နဲ့စစ်မြည်ဟိတန်ကိုရှားရဖို့သူတို့တော်လည်းကြီးရဟန်ကြရှိပါလားလက်ဖြောက်လေးတီးလိုက်အံလေးကြိတ်လိုက်အင်းကြီးလက်မောင်းစားလေးဆွဲတင်ပြီးလက်သေးလက်မောင်းတန်းလိုက်နဲ့လေတန်ကဇယူးလို့လို့တပင်ယူးလို့လို့နဲ့အမှန်တကယ်တော့ဘဝင်ယူး ဘလို့ဘဝင်ယူတာလဲဆိုတော့တကူလက်ကတဝက်လှုပ်ပြီးတော့ယူနေကြတာတကူကဘာလုပ်လဲဆိုတော့ NLD မဲခိုးတဲ့တကူ NLD လက်ထဲကနေ CRB NUG ကသူတို့ကိုသူတို့တရားဝင်အစိုးရပါဆိုပြီးတော့ထပ်ပြီးခိုးတယ်တကူလက်ကတဝက်လှုပ်တယ်ဟောအဲ့ဒီ CRB NUG လက်ထဲကနေပြီးတော့ဒီဘုံကျုံအမျိုးရုပ်မြက်ကြော်တို့အဖွဲ့က NRA ဆိုပြီးထပ်ဖွဲ့ပြီးထပ်ပြီးတော့လှုပ်ကြတယ်ဘဝင်ယူတွေအဖွဲ့ နော်ဆိုတော့2025နဲ့ဒီဇင်ဘာနဲ့စက်တင်ဘာတွေမှာတဲ့သူကတော့ကြီးကြီးထည့်ထည့်ပြောထားတာပေါ့နော်သူ့လေတန်းကိုနားတော်မီကျွန်မမရေမိအောင်နည်းနည်းစိတ်ကိုထိန်းထားရတယ်သူပြောတယ်စက်တင်ဘာလကိုတလားလုံးစမ်းစစ်ကြည့်ရတဲ့အခါကျတော့ကျွန်မတို့မြန်မာတက်မတော်ရဲ့အောင်ပွဲသတင်းတွေပဲကြားရတယ်။မြန်မာတက်မတော်ရဲ့အောင်စီအောင်မောင်းနဲ့အောင်လန်တော်လွှင့်ထူတဲ့သတင်းတွေဒါတွေ့မြင်ရတယ်။အထူးသဖြင့်ရှမ်းမြောက်ဒေသမှာတက်မတော်ကအောင်လန်လွှင့်ထင်းပြီးတော့ နော်အချမ်းသာအချမ်းဖာသမားတွေရန်ကြောင့်ဖြည့်ဆည်းသွားတဲ့မြို့ရွာတွေပိတ်ခဲ့ရတဲ့စာတင်ကျောင်းတွေပြန်လည်ဖွင့်လှစ်ပေးနိုင်ပြီးခရီးတငယ်တွေရဲ့ပညာရေးကျန်းမာရေးပြည်သူလူထုရဲ့အခြေခံလူမှုဘဝတွေကိုပြန်လည်လည်ပတ်ပေးနိုင်တာပဲတွေ့ရတယ်။ဟုတ်ပြီဒါဆိုရင်အခုလက်ရှိအခြေအနေကဘယ်လိုရှိနေသလဲကျွန်မတင်တဲ့ပုံဖတ်ပြမယ်။နထိုးကြီးမှာရက်၂၀ကျော်ကြာတိုက်ပွဲတွေဇက်တိုက်ဖြစ်ပွားနေပြီးစစ်တပ်နဲ့တီတာယူမုံတို့ပူးပေါင်းထားတဲ့အင်အား၂၀၀ခန့်က ်ပီဒီအက်စကန်နှစ်ခုကိုတင်စီသွားကြပါတယ်မတိတာရုံမုံဆိုလို့ရှိရင်အဲ့ဒီမြင်းချံဘိုးမိုက်ခဲတို့ဘိုးသက်ကြီးတို့ယောက်ျားတံမဲ့အချိန်မစည်းတဲ့ကောင်လေးကအရှင်ဖမ်းမယ်လို့အသေးဖမ်းမယ်လို့ခဏခဏပြောနေတာနော်တော်ကြာနေမတိတာရုံမုံကားကိုဂျားဖြက်ကဂျားဖြက်မိုင်းဆွဲတိုက်ခိုက်လိုက်ပါပြီလို့ခြုံကူတိုက်ခိုက်လိုက်ပါပြီလို့တီတာရုံမုံကဆန့်ငင်ဆန့်ငင်ဖြစ်နေပြီလို့အေးပေါ်ချင်းနေဖြစ်နေပြီလို့တူတူပဲယောက်ျားတံမဲ့ဖခစကားပြောခဲ့ကြတာ เนาะအခုကျတော့နထိုးကြီးမှာတက်မတော်နဲ့မက်တီတာရုံးမှုဦးဆောင်နေပြီသူစစ်တက်ခွက်လေးစစ်ကြောင်းထိုးနေပြီ PDF စကန်ဒီတင်းစီရရှိထားပါတယ်ဆိုတော့အဲ့ဘိုးမိုက်ခဲတို့ဘိုးသက်ကြီးတို့ဒီကောင်တွေကိုမက်တီတာရုံးမှု ပောက်တဲ့သေးဒီနေ့၃ခွက်လောက်ပုံမှန်တိုက်ပေးရမယ်ဒီကောင်တွေအဆင့်ကယောဂကျွန်းနေပြီဆိုတော့ဒီနေ့တက်ခွက်နဲ့တော့မရဘူးဒီနေ့၃ခွက်လောက်ပုံမှန်တိုက်ပေးရမယ်เนาะဆိုတော့အဲ့ဒီလိုတက်မတော်ရဲ့အောင်ပွဲသတင်းပဲကြားရပါတယ်နောက်ထပ် ချင်းပြည်နယ်မှာတော်လိုင်းတပ်ဖွဲ့တွေထိ ंछ ုပ်ထားတဲ့ဒေသတွေကိုစက်ကောင်စီတပ်ကလေတောင်းကနေတိုက်ခိုက်မှုတွေဇက်တိုက်ပြုလုပ်နေပါတယ်တဲ့ DBB မှာရေးသားဖော်ပြကြတယ်ကျွန်တော်ချင်းပြည်နယ်မှာလည်းတပ်မတော်ကသူတို့အကြမ်းဖက်သမားတွေရှိတဲ့နေရာမှန်သမျှကိုတပ်မတော်ကလေးချောင်းတိုက်ခိုက်မှုတွေကိုဇက်တိုက်ပြုလုပ်နေနိုင်တယ်တပ်မတော်ကလေးချောင်းကနေရှင်းလင်းပေးနိုင်တယ်တပ်မတော်ကထိုးစစ်ဆင်နိုင်နေတယ်မြို့မတပ်မတော်ရဲ့အောင်ပွဲသတင်းသာကြားရတယ်နောက်တစ်ခုစလင်းကြီးနယ်ထဲမှာစေအုပ်စုကတဲ့အုပ်စုနှစ်စုခွဲပြီးတော့အဖွဲ့နှစ်ဖွဲ့ခွဲပြီးတော့ ရွာစင်ပတ်မွေကစစ်ကြောင်းထိုးနေတာကြောင့်ဒေသခံပြည်သူတပေါင်းဝဲကျော်စစ်ပီးတင်းဆောင်နေရပြီးအရေးပေါ်စနိုင်ကိခါနဲ့ဆေးဝါးအကူအညီတွေလိုအပ်နေပါတယ်တဲ့ပြည်ဖြတ်မီက MFB မှာရေးသားဖော်ပြရတယ်။ဒီသကိုင်းတိုင်းမှာလည်းတပ်မတော်ကထိုးစစ်စင်တဲ့အတွက် PDF တွေနဲ့သဘုံမရနဲ့သဘုံသားတွေခွေးပြေးဝက်ပြေးပြေးနေတဲ့တရင်ပဲကြားရတယ်။နောက်ထပ်မုံရွာနဲ့မန္တလေးလမ်းကအန်ဒူဂျီဂိတ်ကလွှဲရင်ကျန်တဲ့ဂိတ်တွေအားလုံးပိတ်သိမ်းဖို့ခရိုင်ပကဖကညွှန်ကြားပါတယ်။ တရောင်းသားချင်းချင်းခွက်ဆောက်ခုတ်တယ်ဆိုတာဒါမျိုးကိုခေါ်ပါတယ်။နော်ထပ်ပြီးပြောပါမယ်။မုံရွာနဲ့မန္တလေးလမ်းမှာတဲ့အန်နူဂျီရဲ့ဂိတ်ကလွင်ရင်ဂိတ်ဆိုတာပတ်စံတောင်းတဲ့နော်အုံးပေတဂိတ်အဲ့ဒီဂိတ်ကြီးကလွင်ရင်ကျန်တဲ့ဂိတ်တွေအကုန်လုံးပိတ်ရမယ်လို့ခရိုင်ပကဖကညွှန်ကြားတယ်ဆိုတာတရောင်းသားချင်းချင်းခွက်ဆောက်ခုတ်တယ်လို့ခေါ်ပါတယ်။နောက်ထပ်တဲ့ စစ်ကောင်စီနေပြည်တော်နဲ့ရခိုင်ပြည်တန်တွဲနဲ့ခွားမြို့နယ်အနီးကပင်လယ်ပြင်မှာငါးဖမ်းခွင်ကိုအေအေကအကန့်အသတ်မရှိပိတ်ပင်လိုက်ပါတယ်တဲ့ဆိုတော့ရခိုင်ပြည်တန်တွဲနဲ့ခွားမှာလည်းတပ်မတော်ကစီးရေးလှုပ်ရှားမှုတွေရှိနေတယ်ဆိုတဲ့သတင်းကိုကြားသိရပါတယ်နောက်ထပ်သတင်းတစ်ပုဒ်ဖတ်ပြပါမယ်ချောင်းမြို့နယ်ဘုံတိုရွာဖြစ်စဉ်ဟာပြည်ပြည်ဆိုင်ရာစစ်ရွာစုမှုဖြစ်ပြီးတော့စစ်အုပ်စုအနေနဲ့တာဝန်ခံရမယ်လို့လူခွေရဲတကြလှုပ်ရှားတဲ့သူတွေကပြောပါတယ်တဲ့ တကယ်လို့ခမန်းတို့ကတော်လန်ပုံကံမယ်ဆန္ဒပြမယ်ဆိုရင်ဘာကြောင့်ကလေးတွေကို လူသားတိုင်းအဖြစ်ခေါ်ခဲ့တာလဲဘာကြောင့်လူမမယ်ကလေးတွေကိုလူသားတိုင်းအဖြစ်အသုံးချခဲ့တာလဲဒီအတွက်ခမန်းတို့တောင်းရင်ခံရမယ်အဲ့ဒီ၆ဦးမြို့နယ်ဘုံတို့ရဖြစ်စဉ်နဲ့တစ်ချိန်တည်းမှာပဲ ရန်ကုန်မှာစီရင်ပြမဲ့ရှိခုကိုရန်ကုန်တိုင်း PD ရဲ့အဖွဲ့ကရှင်းလင်းနိုင်ခဲ့ပါတယ်ဆိုပြီးတော့ခမားတို့ BBC မှာရေးသားဖော်ပြရဲခမားတို့အောင်ပွဲခံတယ်ခမားတို့ပြောတယ်စီရင်ပြမဲ့ရှိခုဆိုတာကရက်ကျေးအုပ်ချုပ်ရေးမှုရုံးနေဖြစ်တယ်ရက်ကျေးအုပ်ချုပ်ရေးမှုရုံးနေဆိုတာကလက်နက်မဲ့အရတားပြည်သူတွေကိုတရားဥပဒေစိုးမိုးရေးအတွက်ဝန်ဆောင်မှုပေးတဲ့နေရာဖြစ်တယ်အများပြည်သူနဲ့သက်ဆိုင်တဲ့နေရာဖြစ်တယ် အများပြည်သူနဲ့သက်ဆိုင်တဲ့နေရာကိုခမရတို့ကစိတ်ရည်ပြစ်မှတ်လို့အတုံးချပြီးတော့တိုက်ခိုက်ခဲ့တာဖြစ်တဲ့အတွက်အဲ့ဒါစစ်ရာဇဝင်မှုမြောက်ပါတယ်။နောက်ထပ်ပြန်ပြောချင်းမီနဲ့ဟာခါမျိုးရဲစခန်းကိုအထူးမရှင်အဖြစ်စီးနေဝင်ရောက်ပြီးတော်လိုင်းရဲတပ်ဖွဲ့ကရဲဘော်တွေအပောင်းဝင်စုစုပေါင်း15ဦးကိုကယ်ထုတ်နိုင်ခဲ့ပါတယ်တဲ့။အာဆိုတော့သူတို့က James Bond ရုပ်ရှင်တွေပါကြီးကြည့်မှာဖြစ်မှာပေါ့ဗျာ။သူတို့အထူးမရှင်အဖြစ်ချင်းမီနဲ့ဟာခါမျိုးရဲစခန်းကိုသူတို့ကစီးနေဝင်ရောက်ပြီးတော့သူတို့ PDF တွေကိုပြန်ပြီးကယ်လိုက်တယ်။ ဒါဆိုရင်ဟိုတော့ဆိုအောင်ကြအစွန်ဖျားကချင်းပြင်းနဲ့ဟာခါရဲစကန်းကိုအထူးမေရှင်အဖြစ်အဲ့ဒီလိုမျိုးထောင်ပေါက်ကယ်မယ်စာဒေါက်ဆန်းစုကြည်ကိုသွားပြီးကယ်လိုက်ကြပါလားခင်ဗျားတို့စပြီးရောလက်တုံးချောင်းထောင်ပြီးလမ်းမပေါ်ထွက်ပြီးအော်ကဲတော့ငါအမေစုနဲ့တမရာကြီးချက်ချင်းလို့ချက်ချင်းလို့လို့အဲ့ဒါခင်ဗျားတို့ရဲ့နံပါတ်၁ဦးစားပေးရွယ်ချက်အဲ့ဒီနောက်ကြမှာသာဖက်ဒရယ်အာမီတို့ဖက်ဒရယ်ပြည်တော်စုတို့ ဒီမိုကရေစီဖက်ဒရယ်လို့ဖက်ဒရယ်ဒီမိုကရေစီဆိုပြီးတော့နောက်ွယ်ကနိုင်ငံသမားတွေရဲ့သွေးထိုးလှုပ်ဆောင်မှုတွေပါလာတာခင်ဗျားတို့ပထမဆုံးစလက်သုံးချောင်းထောင်းလမ်းမပေါ်ထွက်ဒိုရီအော်တို့ကအမေစုနဲ့တမလာကြီးချက်ချင်းလို့ချက်ချင်းလို့နော်ဆိုတော့အခုချင်းပြည်နယ်ဟာခါမြို့ရဲစခန်းကိုနော်အထူးမစ်ရှင်ဖြစ်စီနင်းဝယ်ရောက်ပြီး PD ရဲ့ရဲဘော်တွေကိုကယ်ဆယ်တယ်လို့ပဲခင်ဗျားတို့တိုက်ပြီးတော့အရေးချင်းရှိနေတယ်ခင်ဗျားတို့တိုက်ပြီးတော်နေတယ်ခင်ဗျားတို့တိုက်ပြီးတော့နေမြေတွေတိမ့်နိုင်နေတယ်နော် အဲဇော်ဝေစိုးပြောသလိုမလေးရှားနိုင်ငံအကျယ်ဝန်းလောက်ထိန်းချုပ်နိုင်နေတယ်ဆိုရင်ပြီးပြီးတော့အကျဉ်းထောင်ကိုဖောက်ပြီးတော့ဒေါ်ဆန်းစုကြည်နဲ့ဥဝင်းမြို့ကိုကဲလိုက်ပါလို့တိုက်တွန်းချင်ပါတယ်။ကဲမလူစည်းကုန်းရဲစခန်းကိုပြန်ဆောက်ဖို့အတွက်စစ်အုပ်စုကလုပ်ငန်းရှင်တွေကိုခေါ်ပြီးငွေညှိနေပါတယ်။အဲ့ဒီစည်းကုန်းရဲစခန်းဆိုတာကစည်းကုန်းရဲစခန်းကိုတိတ်လိုက်ပါပြီဆိုပြီးတော့မဆာရောက်ဝက်ကမန်နေနော်အားရဝမ်းတာတွေပျော်ကြွှင်ကြပြီးတော့အကျန်းဖက်သမားတွေဖြစ်စည်းလို့ပြည့်စည်သွားတဲ့ရဲစခန်း เนาะအခုကျမ်းမသမားတွေတိမ့်ပြီးလို့တိမ့်တာမဟုတ်ဘူးတို့တို့ကဖြတ်တာเนาะကျမ်းမသမားတွေဖြတ်လို့ပျက်စီးသွားတယ်ဈေးကုန်ကန့်မြို့မြို့နဲ့ဈေးကုန်ရဲစကန်ကိုတမတော်ကပြန်လဲထိထုတ်ပြီးတော့เนาะဟာပြန်လဲတိဆောက်နေတယ်အဲ့ဒါကိုဗာပြောလဲဈေးကုန်ရဲစကန်ပြန်ဆောက်ဖို့အတွက်စီအုပ်စုကလုပ်ငန်းရှင်တွေကိုခေါ်ပြီးငွေညှိနေပါတယ်တဲ့ဘာကြောင့်ပြန်ဆောက်ရတာလဲနင်တို့ကျမ်းမသမားတွေမြို့သိမ်းတိုက်ဖွဲဆိုပြီးမြို့ဖြတ်လိုက်လို့နင်တို့ကြောင့်ပျက်စီးသွားလို့ပြန်ဆောက်ရတာလေ ဘာကြောင့်စကားကိုကလင်ကကြပြောနေကြရလဲနောက်ထပ်မြောင်နဲ့ဇေယကုံးရွာကိုစစ်အုပ်စုကလေချောင်းကဘုံကျဲတဲ့အတွက်ဒေသခံ20ထိခိုက်ဒဏ်ရာရပါတယ်အဲ့ဒီမြောင်ဆိုတာကအန်ယူဂျီပညာရေးဝန်ကြီးဌာနအန်ယူဂျီပညာရေးဝန်ကြီးယုံ ခွင့်မယ်လို့ပြောခဲ့တဲ့နေရာအခု2025တလပိုင်းတုန်းက လွင်ကိုလည်းပြောတယ်အန်ယူအန်ယူဂျီပညာရေးဝင်ကြီးရုံးစောက်မယ်ဆိုတဲ့နေရာဖြစ်ပါတယ်နော်ဆိုတော့မြောင်မာလေတက်မတော်ကထိုးစစ်ဆင်ပြီးအောင်ပွဲဆင်နေတယ်ဝရန်ပြည်မြတ်ကျော်ပြောတယ်အောင်စီအောင်မောင်းနဲ့စစ်ချီတေးကိုမှုပြီးတော့စစ်ခရာမှုပြီးတော့စစ်မီဟီတန်တွေမချရသေးပါဘူးရှင်နောက်ထပ်သတင်းပေါ့မကွေးတိုင်းနဲ့မြိုင်နဲ့ပေါ့နယ်မှာလေကြောင်းကနေဘုံကျွတိုက်ခိုက်တဲ့အတွက်နှစ်ပတ်အတွင်းမှာဒေသခံ၄ဦးထပ်မနေတေအဆုံးပါလေအဲ့ဒီမကွေးတိုင်းမြိုင်နဲ့ပေါ့ချာမှာ တရပင်ကရင်းနေမြေလက်ပံတို့ရင်းနေမြေဖလန်ကရင်းနေမြေဆိုပြီးရင်းနေချင်းတွေရှိရဲ့အဲ့ဒီမှာတော်လန်ရေးအမြင့်ခန့်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ပြည်သူအုပ်ချုပ်ရေးတပ်ဖွဲ့တွေကပြည်တစားခန့်15ခန့်ဖွင့်ပြီးတော့ CDN လုတ်သွားတဲ့ဝန်ထမ်းတွေနဲ့အင်မတန်မှရူသားတော့အညာသူလေးတွေကိုတပည့်ဆိုင်မှာသပွဲထိုးအလုပ်လုပ်ရမယ်လို့လိန်လေခေါ်ဆောင်ပြီးပြည်တစားခန့်ဤအဖွဲ့လိန်ကြုံဖြစ်အတုံးချနေတဲ့နေရာဖြစ်တယ် ဲ့ဒီပြည်ထောင်ခန်းတွေမှာเนาะအန်ယူဂျီကဝင်ကြီးတွေ၊ KIA ကဒူဝါတို့ဒူချုံတို့လာလို့ရှိရင် CDM မိတ်ကလေးတွေ၊ PDF မိတ်ကလေးတွေကနော်လိမ်မယ်ဖြစ်ဖြောပြေရပါတယ်အခန့်ရပါတယ်ဆိုတော့အကြောင်းကို အောင်စော်တို့အေယာဝေးသတင်းဌာနကအညာတူပိုင်းဆိုတဲ့ခေါင်းစဉ်နဲ့ဖော်ပြခဲ့တာဖြစ်တယ်ဒီနေရာဒီချိန်ဒီသတင်းကိုဒီနေ့အချိန်ထိအမျိုးသမီးရေးတက်ကြွလှူရှားပါတယ်ဆိုတော့အဖွဲ့တွေလူခုန်ရေးတက်ကြွလှူရှားပါတယ်ဆိုတော့အဖွဲ့တွေဗဇက်ပေါက်ပိတ်နေကြပါတယ် ဒီသတင်းကြီးအကုန်လုံးမှာတက်မတော်ကအောင်ပွဲဆင်ပြီးတော့အကျန်းဖတ်သမားတွေခွေးတွေဝက်တွေတည်နေတာပဲတွေ့မြင်ရပါတယ်ဆိုတော့ဘုံကျုံအမျိုးရုပ်မြက်ကျော်ပြောတဲ့2025ဒီဇင်ဘာမှာအောင်စီအောင်မောင်းတဲ့စစ်ခရီးတွေဘလို့မှုတ်ပြီးတော့စစ်မြင်းတွေဘလို့ဦးရေမလဲဆိုတာဟာဆက်လက်စောင့်မျှော်ကြည့်ရှုနေပါမယ်